အလုံးမမင်လာပါဒီနေ့တင်ကန်းစာက AGD နဲ့ Ever နဲ့တူတူတွဲပြီးတော့သုံးတဲ့เนาะဒီစုစည်းမှုတနည်းအားဖြင့် collocation တွဲလုံးအကြောင်းကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ collocation ဆိုတာကကျွန်တော်တို့စုစည်းမှုတနည်းအားဖြင့်တွဲလုံးပေါ့เนาะအဲ့တော့ native speaker တွေကဒီ AGD နဲ့ဆိုရင်တော့ဒီ Ever နဲ့ပဲတွဲပြီးသုံးတယ်အဲ့လိုမျိုးသူတို့သုံးနေကြတော့ habitually ပေါ့เนาะဒီသုံးနေသုံးထရှိတဲ့စကားလုံးအတွဲတွေကိုကျွန်တော်တို့ဝတ်ကြလေးနဲ့ဖော်ပြမယ် အဲ့တော့ဒီကျမတို့ editing ဖြစ်ရင်ပြီးရော ever ဖြစ်ရင်ပြီးရော editing နဲ့ ever နဲ့တွဲပြီးသုံးလို့ရတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့တဘာဝကြကြပေါ့နော်ဒီဒီ native speaker တွေပြောတဲ့အတိုင်းပြောဖို့အတွက်ဆိုရင်တော့သူတို့သုံးတဲ့အတိုင်းကျမတို့ light သုံးဖို့လိုတယ်ပေါ့နော် အဲ့တော့ဒီမှာဆိုရင် exam မှာပေးထားတဲ့ဒီ disappointed เนาะစိတ်ပြည့်စေတဲ့ဆိုတဲ့ဒီ adjective ကိုအရှင်းမှာကျွန်တော်တို့ deeply နဲ့တွဲပြီးပဲသုံးတယ်အဲ့တော့အရင်ကိုစိတ်ပြည့်တယ်ဆိုတဲ့စကားကိုပြောဖို့အတွက်ကျွန်တော်တို့ကဒီ strongly disappointed ဆိုတာမျိုးသုံးနဲ့သုံးထားမရှိဘူးเนาะဒါအဲ့လိုမျိုး strongly disappointed လို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့ဒီနားထောင်တဲ့သူပေါ့เนาะသူတပြည့် native speaker တွေကဒါတွေကသုံးနေကြမဟုတ်ဘူးဒါတွဲလုံးမဟုတ်ဘူးပေါ့เนาะသူတပြည့် collocation မဟုတ်ဘူးအဲ့အဲ့တော့ဒါမျိုးဆိုရင်ဒီ grammar တိက က်လေးအရနော်ဒီ edge ကို ever က modify လုပ်တယ်ဆိုပေမဲ့လေဒီလိုမျိုးအသုံးမျိုးစင်ကျွန်တော်ကတဘာဝမကြဘူး is doesn't sound natural ဘောနော်တဘာဝပုံစံမဟုတ်နေဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့သူတို့သုံးတဲ့အသုံးကိုတိထားဖို့တော့လိုတယ်ဘောနော်အဲ့တော့ဝက်ကြအေးစံမအများကြီးပေးထားပါတယ်ဒီသင်ခန်းစာမှာလေး အဲ့တော့ဒီမှာဆိုရင်ကျမတို့ဒီ exigent နဲ့ ever dwell လုံးပေါ့နော်ဒီဖော်ပြချက်နှစ်ခုအနေနဲ့ကျမဖော်ပြထားတယ်ဒီဘက်ကျမ်းကကြတော့ဒီ true collocation เนาะ dwell လုံးအမှန်ပေါ့နော်ဒီ exigent ဆိုရင်တော့ဒီလိုမျိုး ever တွေနဲ့ပဲ dwell မယ်ဒီဘက်ကျမ်းကကြတော့ဒါဒီတဘာဝမကြတာเนาะဒါမျိုး dwell နဲ့ dwell ထားမရှိတာဒါနှစ်ခုကိုရှင်းပြီးတော့ဖော်ပြခြင်းဖြစ်တယ်အဲ့တော့ပထမဒီ example ကိုစပြီးတော့ကြည့်မယ်ဒီ ever ဒီ exigent ကို modify လုပ်တဲ့ဆိုတဲ့အတွက်ကြောင့် adverb ကို exigent ရဲ့အရှိမထားထားမယ် အဲ့တော့ deeply concerned เนาะ concern ဖြစ်တယ်ဆိုတာကစိုးရိမ်ပူပန်စေတာအဲ့တော့အမှန်တကယ်ကိုပဲဒီနက်နက်နဲနဲเนาะဒီစိုးရိမ်ပူပန်စေတယ်ဆိုတာကိုသုံးချင်တယ်ဆိုရင်ကျမတို့က deeply concerned ဆိုပြီးတော့တွားပြီးတော့သုံးတယ်ထို့အတူပဲဒီ disappointed စိတ်ပြက်အာရုံစေတာเนาะအဲ့တော့စိတ်ပြက်စေတယ်ဆိုအမှန်တကယ်စိတ်ပြက်စေတယ်ဆိုတာကိုကျမတို့က bitterly disappointed deeply disappointed အဲ့ဒါဒီနဲ့တွားပြီးတော့သုံးတယ်ပေါ့เนาะခုနကဖော်ပြထားသလိုမျိုးအဲကျမတို့ဒီ strongly disappointed ဆိုတာမျိုး မသုံးဘူး try to be utterly utterly ဆိုတာကလည်း completely ပဲအမှတ်ဒီ utterly useless เนาะဒါနဲ့တွဲပြီးတော့သုံးတယ်အဲ့ဒီအတွက်ကြောင့်သူ့ကိုဒီ fixed expression လို့ခေါ်တယ် fix လုပ်ထားပြီးသားပေါ်ပြချက်အဲ့ဒါကိုကျွန်တော်တို့သွားပြင်လို့မရဘူးသူတို့သုံးတဲ့အတိုင်း light သုံးပေးဖို့လိုတယ်တို့တို့ highly unlikely เนาะဒီအလားအလာမရှိတာဒါ idiom idiomatic လို့သုံးတယ်မနော်ဒီ data သူတို့ဒီလိုမျိုးသုံးလေးသုံးထားရှိကြတယ်ဆိုတော့ကျွန်တော်တို့ကဒီ idiomatic ဆိုပြီးတော့ပြောလေးရှိတယ်အဲ့ဒါကိုကျွန်တော်တို့ဒီပို့ပြီးတော့ပေါ့နော် very unlikely တဲ့စာရင် highly unlikely ကပို့ပြီးတော့မှဒီဟိုသုံးလေးသုံးထားများတယ်ဒီဘက်ချမ်းမှာကြတော့ဒီ င်တဘာဝမကြတဲ့အတွေ့ပေါ့နော်ဒါမျိုးသုံးနေဆိုရင်ပြောတော့ပြောလိုက်တာပဲဥမာတိုင်းရင်သားတယောက်ကဒီဘက်မှာစကားကိုပြောမယ်ဆိုရင်နရွက်ကိုသူကစာရေးထားတိုင်းနားရွက်လို့ပြောလိုက်လို့ရှိရင်ကျမတို့နားထဲမှာတမျိုးဖြစ်တယ်လို့မျိုးပေါ့နော်အဲ့ဒီတိုင်းပဲဒီမှာဆိုရင် bitterly happy happy ဖြစ်ပါတယ်ဆိုမှ bitterly ဆိုတဲ့ adverb ကလာပြီး modify လုပ်လိုက်တယ်ဆိုတော့ခါခါတီးတီးပြောတယ်ဆိုတာမျိုးကရှိမှမရှိတာလေးเนาะဒါမျိုးပြောချင်းပြည့်တယ်ထို့အတူပဲ deeply talk အယမ်းမြင့်တယ်เนาะရှိတယ်အဲ့ဒါကိုကျွန်တော် deeply ဆိုတဲ့စကားလုံးသုံးပြီးတော့ဒီဒီတဘာဝเนาะဒီ speaking english တွေမှာဒီ မသုံးဘူးတကယ်လို့များကျွန်မတို့ဒီဝက်ကြောင့်ကိုတဒါနီးအရာမှားလားလို့ပြောရင်မမှားဘူးဘာကြောင့်လဲဆိုတော့ဒီ tone ဆိုတဲ့ edge တွေကိုကျွန်မတို့ deeply ဆိုတဲ့ adverb ကလာပြီး modify လုပ်တာပဲเนาะ adverb ရဲ့အလုပ်က modify လုပ်တယ်ဘယ်သူကိုလဲ edge တွေကိုလုပ်တယ် verb ကိုလုပ်တယ် ever အချင်းချင်းလုပ်တယ် grammatically ရတာဒီမှန်တယ်သို့တော့ဒီတဘာဝမကြနေဘူးလို့ဆိုခြင်းဖြစ်တယ်ထို့အတူပဲ utterly red utterly ဒီ totally completely နဲ့ meaning to be မဲ့အဲကျွန်မတို့ဒီ utterly red လို့ ို့ဘယ်သူမှမသုံးဘူး completely red ဒါမျိုးပဲသုံးပါတယ်เนาะဒါအဲ့လိုမျိုးတွဲလုံးလေးတွေကိုစပြီးတော့လေးလာကြမယ်အဲ့ဒီမှာကျမတို့အရင်ဦးဆုံး advice ရဲ့ edge day ရဲ့ကိုပေါင်းပြီးတော့ combination လုပ်ထားတဲ့ဝေချာစပြီးတော့ကြည့်မယ်။အဲ့တော့ Eva ရဲ့အလုပ်က attitude ကို modify လုပ်တယ်ဆိုတော့ Eva ဒီ all way attitude ရဲ့အရှိမလို့တရေသေးမယူဆပါနဲ့ဒီ attitude ကိုအရှိမထားပြီးတော့ Eva အနောက်ထားပြီးရေးတဲ့ဝကြလဲကျွန်မဒီသင်ခန်းစာမှာပေါ့နော် exam မှာဒီဟိုဝကြတွေထည့်ထားပေးပါတယ်အဲ့တော့ဆက်ပြီးတော့ကြည့်မယ် The legend was incredibly informative and kept everyone engaged เนาะဒီပို့ချမှုကဒီမယုံနိုင်စရာကောင်းလောက်အောင်ကိုမှ informative ဖြစ်တယ်เนาะတည်င်းချက်ဟိုပါပေါ့နော် informative ဆိုတဲ့တည်င်း ချက်အလက်သူရဲ့ပေးပေးတဲ့တည်အချက်အလက်တွေကတအားကိုမှပြည့်စုံနေပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းကိုဒီစိတ်ပါစေတယ်ပေါ့နော်ဒါမျိုးပြောချင်းဖြစ်တယ်အဲ့တော့ informative ဆိုတဲ့ဒီ adjective เนาะဒီမှာဆိုရင် IVE နဲ့ဆုံးထားတဲ့ adjective ကို incredibly ဆိုတဲ့ဒီ adverb ကလာပြီးတော့ modify လုပ်ထားတယ်အဲဆိုရင် incredibly informative ဒီကျွန်တော်တို့သူရဲ့ collocation ဒီနေ့အဖြစ်တွဲလုံးဒီနှစ်ခုကိုကျွန်တော်တို့တွဲပြီးတော့သုံးရမှာဖြစ်တယ် to do be her answer was remarkably accurate for such a difficult question အဲ့အလိုမျိုးခက်ခဲတဲ့မေခွန်းတောင်မေခွန်းအတွက်ကိုမှသူမရဲ့အဖြစ် answer ကနော်ဒီ and or လောက်အောင်ကိုမှ accurate တိကျတယ်ဒါ accurate တိကျတော့ဆိုတဲ့ adjective ကို remarkably ဆိုတဲ့ဒီ and or ဆရာကောင်းတဲ့နော်နော်ဒီ ever remarkably ကလာပြီးတော့ modify လုပ်ထားတယ်အဲ့တော့ကျွန်တော်တို့ accurate ကို သုံးမယ်ဆိုရင် အရှိမ ever က remarkably accurate ဒါမျိုးလေးတွေ့သုံးဖို့လိုပါတယ်သူအတူပဲ example 3 the amount in air feel not ခံစားစေတဲ့ the refreshingly cool after hours of hike hike ဆိုတာကကျမတို့ဒီတော်ချန်ခရီးသွားတော့ပြောခြင်းဖြစ်တဲ့အဲ့တော့ကနာယီပေါင်းများစွာเนาะဒီတော်ချန်ခရီးသွားပြီးတဲ့နောက်မှာတော့ဒီလက်ဆက်တဲ့ဒီလက်ဆက်ပြီးတော့အေးများတဲ့လေเนาะဒီအဲ့ဒါကိုခံစားရတယ်ပေါ့เนาะဒီတောင်တောင်ကတောင်ပေါ်မှာဆိုရင်ဒီကျမတို့တောင်ပေါ်တက်သွားလို့ရှင်ဒီလိုမျိုးလေကိုခံစားရတယ်အဲ့တော့ဒီဒီ cool အေးများတော့ဆိုတဲ့ adjective ကိုအရှိမရှိတဲ့ဒီ refreshingly cool ဆိုပြီးတော့ ever နဲ့လာပြီးတော့ modify လုပ်ထားတယ်။သူကတူပဲ he seemed that deeply disappointed by the result ။ဒီရလကသူ့ကိုပေါ့နော်တော်တော်လေးကိုမှစိတ်ပြတ်စေတယ်။ဒီမှာ disappointed ဆိုတဲ့အရာကိုကျွန်မတော်တော်လေးစိတ်ပြတ်တယ်ဆိုတဲ့အရာကို strongly disappointed လို့မသုံးဘူး deeply disappointed နော်ဒါမျိုးသုံးပါတယ်။ Now example တခု the design is perfectly symmetrical ဖြစ်တယ်တဲ့ which made it visibly pleasing ဲ့တော့ဒီ design เนาะဒီ design က perfectly symmetric ကဲ symmetric ကဲဆိုတာကအချိုးညိတာဒီလေးဘက်လေးတန်းအချိုးညိတာပြောချင်းဖြစ်တယ်လုံးဝ quality เนาะဒီ perfect ဖြစ်တဲ့အချိုးညိတဲ့ fish made is ဘယ်တော့ visually เนาะအမြင်အားဖြင့်တော့ pleasing ကျေနပ်စေတယ်အဲ့တော့ perfectly symmetric ကဲဒါတွေ့ရဖြစ်ပါတယ်နောက်တစ်ခု the proposal was surprisingly effective given their limited resources အတော့ limited ဆိုတာဒီနေရာမှာ resources ဆိုတဲ့ noun ကိုလာပြီးသူပြောတဲ့အတွက်ကြောင့်ဒါဒီ ed ပေါင်းလာတော့ adjective တော့အကန့်အသတ်ဖြင့်တာရှိသော resource များနော်လည်းသူသူရတဲ့ဒီ resource ကအကန့်အသတ်ပဲဖြစ်နေတယ်လိုတဲ့လောက်မရနိုင်ဘူးလိုတဲ့လောက်မရတဲ့အထိုင်တောင်မှနော်ဒီဒီ proposal ဒီဆိုပြုချက်ကအံ့ဩစရာခေါင်းလောင်းအောင်ကို affected ထိရောက်မှုရှိတယ်လို့ပြောခြင်းဖြစ်တယ်။ affected ဆိုတဲ့ adjective ကို surprisingly ဆိုတဲ့ ever ကလာပြီးတော့ပေါင်းထားတယ် collocation အတွဲနော်နောက်တစ်ခုဆက်ကြည့်မယ်။ She looks absolutely stunning in that elegant gown ။အဲ့တော့ကတော့နော် ကောင်းစွာကကျမတို့ခါဝန်ကိုပြောချင်းဖြစ်တယ်ဒီကြက်တည်ရှိလာတဲ့ဒီခါဝန်နဲ့ပေါ့နော်သူမကလုံးဝကိုမအံ့ဩမင်းသက်လောက်အောင်ကိုလှပနေတယ်အဲ့တော့ standing ဒီသူရဲ့ဟိုပါပေါ့နော်ဒီ great level adjective ဆိုတော့ beautiful အခုက standing လို့သုံးထားတဲ့ကြောင့် non great level adjective ဖြစ်တယ်အဲ့ဒီတကြောင်ရှိမှသုံးထားတဲ့ဒီ intensifier က absolutely ဆိုတာကိုရွေးပြီးတော့သုံးတယ် very standing လို့မသုံးဘူးနော် standing ဒီ non great level adjective ဖြစ်တဲ့အတွက်ကြောင့် absolutely နဲ့သုံးခြင်းဖြစ်တယ် เนาะ example တခု the data is highly significant for our research finding เนาะ research finding ရှာဖွေတွေးရှိမှုတွေအတွက်ဒီအချက်အလက်ကအမှန်တကယ်ကိုမှသိတာထင်ရှားတယ် highly significant เนาะ significant ဆိုတဲ့အရာကို highly ဆိုပြီးတော့လာပြီးတော့ adverb က modify လုပ်ထားခြင်းဖြစ်ပါတယ် ဒီ example မှာဆိုရင်ကျမတို့ va ရဲ့ adva ရဲ့ agd ရဲ့၃ခုပေါင်းပေါ့နော်ဒီ collocation စုစည်းမှုကိုတွေ့ရမှာဖြစ်တယ်အရှေ့ slide မှာတုန်းကကျမတို့ viva နော်ဒီတနည်းအားဖြင့်ပြောရမှာဆိုရင် viva အများဆုံးပါတယ် linking va call ဒီ copula va တွေကိုတုံးပြီးတော့အရှေ့မှာရှိတဲ့ noun နဲ့အနောက်မှာရှိတဲ့ agd ဒီ phrase တွေကို ကျမတို့ link လုပ်ပေးတာချိတ်ဆက်ပေးတာအဲ့တော့ဒီဝဲကြောင်းမှာဆိုရင် the teacher ဆရာက spoke clearly and patiently เนาะရှင်းရှင်းလင်းလင်းစိတ်ရှိလက်ရှိပြောတယ်ဒါဒီအမှုရာကိုဖော်ပြပေးတယ် ever တွေဖြစ်တယ်သူဘယ်လိုပြောလဲရှင်းရှင်းလင်းလင်းစိတ်ရှိလက်ရှိပြောတယ် making the difficult topic understandable ဒီခက်ခဲတဲ့ topic ကိုနားလည်အောင်လုပ်เนาะဒီရှင်းရှင်းလင်းလင်းစိတ်ရှိလက်ရှိပြောတယ် Now example မှာ he remain unusually calm during the entire crisis ဒီအကြက်အတက်တစ်ခုလုံးအတွင်းမှာပေါ့နော်သူဒီပုံမှန်မဟုတ်တဲ့ဒီတည်ငြိမ်မှုမျိုးနဲ့ဆက်ပြီးတော့တည်ရှိနေတယ်။ဒါသူ့ရဲ့ state အခြေအနေကိုဖော်ပြပေးတဲ့ stated word ဖြစ်တယ်။အဲ့တော့ဒီ remain remain ရဲ့ unusually calm ရဲ့တွဲလုံးလာမှာပေါ့နော်။ Now example တစ်ခု the patient luna ကတဲ့အဖေကဘာသူ သူရဲ့ပုံစံ ပေါ်နေတာပေါ့နော် visibly weak နော်တိတိတတာအာနေနေတယ်တဲ့ after the long surgery နော်အကြာကြီး surgery လုပ်ပြီးတဲ့အခါမှာတော့ဒီ visibly weak ဖြစ်နေတယ်ဆိုတာကိုသူကအပြည့်အမြင်နေရတယ်ပေါ့နော်သူပုံစံကအဲ့ဒီပုံစံပေါက်နေတယ် the movie became increasingly complex as the story unfolded unfolded ရဲ့ meaning က open ပဲနော်အဲ့တော့ပုံပြင်အကြောင်းကိုနားလည်သွားပြီးတဲ့အခါမှာအဲ့ဒီရုပ်ရှင်ကပို့ပြီးတော့တောင်မှ complex ရှုပ်ထွေးလာတော့ became increasing reasonably complex. เนาะကျွန်တော်တို့ဒီ game ဖြစ်လာသည်ဆိုတဲ့ body ကျွန်တော်တို့အခြေအနေကိုပဲဖော်ပြတာเนาะသူဒီ action လည်းမဟုတ်ဘူးကျွန်တော်တို့ activity လည်းမဟုတ်ဘူး stated ပါပဲဖြစ်ပါတယ်သူတို့ပဲ the ceo က the stay fully aware of every decision made in that company company မှာပြုလုပ်တော့เนาะဒီဒီ make က edge တွေဖြစ်ပါတယ် every decision decision တိုင်းကိုသူက api aware နားလည်တယ်เนาะ fully aware fully understanding ကိုပြောခြင်းဖြစ်ပါတယ် the sky နဲ့ ten เนาะဒီကောင်းကင်က ten ဆိုတာပြော ောင်းသွားတာကိုပြောခြင်းဖြစ်တယ် brilliantly orange နဲ့လေမော်ရောင်တောင်းတောက်ပေါ့နော် as the sunset over the sea အဲ့တော့ကျမတို့ပင်လယ်ကြီးမှာခရီးသွားလို့ရှိရင်သိတာရယ်ပေါ့လားသိလားဒီနေဝင်တာပဲဖြစ်ဖြစ်နေထွက်တာပဲဖြစ်နေဝင်တာလည်းပင်လယ်ကြီးထဲဝင်သွားတယ်နေထွက်တာလည်းပင်လယ်ကြီးထဲပဲထွက်လာအဲ့ဒီအချိန်မှာနေရရောင်ကတခြားအရောင်နဲ့မတူဘူးပို့ပြီးတော့မှတောက်ပါတယ်ဒီလေမော်ရောင်ရှိတယ်ဒါမျိုးပြောခြင်းဖြစ်တယ်အဲ့တော့ brilliantly orange အရောင်ကိုပြောင်းသွားတယ်နော် နောက်တစ်ကြောင် the project เนาะအဲ့ဒီ20ဒီ project ကပေါ့เนาะ proves extremely challenging even for experienced engineer အတွေ့အကြုံရှိတော့ဒါ ED ပေါင်းထားတဲ့ agent เนาะအနောက်မှာ noun ဖြစ်တဲ့ engineer ကို modify လုပ်ထားတယ်အတွေ့အကြုံရှိတော့ဒီ engineer တွေအတွက်တောင်မှဒီ project ကအရင်အလွန်အမင်းကိုမှ challenging စိန်ခေါ်မှုတွေရှိတယ်ဆိုတော့ကို proof တက်တည်ပြနေတယ်တဲ့เนาะ အဲ့တော့ကျမတို့ဒီ ever edited เนาะဒီ collocation တွေကိုဒီ web တွေမှာစန့်ကျင်ဘက်သဘောတရားတွေကိုဖော်ပြဖို့အတွက်လည်းသုံးတယ်လို့ဒီ precision လို့ခေါ်တဲ့တိကျမှုကိုဖော်ပြဖို့အတွက်လည်းသုံးတယ် example web တွေတွေကြည့်ရအောင် although the task was technically simple it was mentally exhausting ဒီ task ကเนาะဒီလုပ်ငန်းတာဝန်ကဒီနည်းပညာပိုင်းအရဆိုရင် simple ဖြစ်ပေမဲ့တကက်တကက်လက်တွေ့လုပ်ကြည့်တဲ့အခါမှာဆိုရင်စိတ်ပင်ပန်းမှုကိုဖြစ်စေတယ်သူညွန်ကြားလာတော့ simple ဖြစ်ပေမဲ့လက်တွေ့လုပ်တဲ့အခါမှာ ခက်ခဲမှုတွေရှိတယ်လို့ပြောခြင်းဖြစ်ပါတယ် The food tasted surprisingly good though it looks terribly messy အဲ့တော့ကအရသာကတော့အန်အော်လာအောင်ကောင်းတဲ့မှန်တော်လဲပဲဒီမြင်အမြင်မှာဆိုရင်ပေါ့နော်ဒီ terribly messy ရှုပ်ပွားပြီးတော့နော်စားခြင်းစရာမရှိဘူးဖြစ်နေတယ် terribly messy ဖြစ်နေတာကိုပြောခြင်းဖြစ်တယ် She remained remarkably humble နော်တိတိတတ်တာကမှသူကနှိမ့်နှိမ့် နည်းနည်းခြားခြားလေးနေတတ်တဲ့ despite being exceptionally talented เนาะလုံးဝ an all around ကိုမှဒီတွန်းကျင်မှုရှိတော်လဲပဲဒီတိတိတာတာကိုမှသူကနည်းနည်းခြားခြားလေးနေတတ်တယ် the plan seem perfectly logical yet it turned out completely disastrous အတော့ကအဲ့ဒီ plan အစီအစဉ်ကတဲ့เนาะ seem ဖြစ်ပုံပေါ်တဲ့ perfectly logical လုံးဝယုတ်တိတန်တယ်သုတ်တိုင်အောင်တဲ့ it turned out เนาะဘယ်လိုမျိုးပုံစံဖြစ်သွားလဲဆိုတော့ completely disastrous လုံးဝကိုမှ ဒီဆိုးွားတဲ့အခြေအနေကိုပြောင်းသွားတယ်เนาะယုတ်တိတန်တဲ့ဒီအနေထားဖြစ်နိုင်ခြေရှိပြီမဲ့လက်တွေ့မှာပြောင်းသွားတာကိုပြောခြင်းဖြစ်တယ် his explanation was that partially correct เนาะ today the buyer အပြင်မှန်တော်လဲပဲတဲ့ but lastly in relevant ယုတ်တိမတန်ဘောเนาะဒီအကျိုးအကြောင်းမညင်ညွန့်ဘူးအဲ့တော့ဒီလိုမျိုးဒီ adjective adverb တွေကိုကျွန်တော်တို့စမ်းကျင်ဘက်သဘောတရားတွေကိုဒီဖော်ပြဖို့အတွက်လဲသုံးတယ်တိကျမှုကိုဖော်ပြဖို့အတွက်လဲသုံးပါတယ် အဲ့တော့ကျမတို့ editor နဲ့ ever နဲ့ကိုနေရာချိန်မှာပေါ့နော် reverse order အတိုင်းလဲရေးလို့ရတယ် ever ကို editor ရဲ့အနောက်ကိုပို့ပြီးတော့ရေးလို့လည်းရတယ်ဆိုတဲ့အကြောင်းကိုပြောမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ exam မှာပေးထားတယ် visibly everywhere everywhere the adverb or place နေရာကိုပေါ်ပြတဲ့ ever ဖြစ်တယ်အဲ့တော့အဲ့ဒါကိုရှိမှာ visible ဆိုတဲ့ editor မြင်နိုင်သောဆိုတဲ့ editor ကလာပြီးတော့ရေးထားခြင်းဖြစ်တယ်အဲ့တော့ပုံမှန်အားဖြင့်ဆိုရင် adverb က editor ကိုထူးပြတယ်ဆိုတော့အထူး ပြုတဲ့စကလုံးအရှိမသားထားပြီးတော့ရေးတယ်အခုအဲ့လိုမျိုးမဟုတ်ဘဲနဲ့ reverse order အတိုင်းလဲရေးလို့ရကြောင်းကိုပြထားခြင်းဖြစ်တယ်အဲ့တော့ဘလို့နေထားမျိုးမှာရေးလဲဆိုတော့နေရာတို့ဒါရိုက်ရှင်တို့အတွက်ဆိုရင်တော့ဒီလိုမျိုးရေးလို့ရတယ်နောက်တစ်ချက်ကျွန်မတို့ဒီ degree เนาะဒီအတိုင်းတောင်ဒါတွေကိုပေါ်ပြဖို့အတွက်လဲအဲ့လိုမျိုးရေးပါတယ် editor နဲ့ ever နဲ့ကိုနေရာချိန်လိုက်တာပေါ့เนาะ reverse order အတိုင်းရေးတာဒီမှာဆိုရင် clear enough เนาะရှင်းရှင်းလင်းလင်း strong enough เนาะဒီလုံလောက်တဲ့ဒီတန်းခိုင်မှုရှိတယ် good enough ကနော်ဒီကောင်းမွန်တယ်အဲ့တော့ဒီမှာ clear တို့ strong တို့ဒီ good တို့ edited တွေအဲ့ဒါကိုဒီ inner ဆိုတဲ့ဒီ adverb ကလာပြီးတော့ဒီ modify လုပ်ထားတာအဲ့တော့ဘယ်လိုနေထားမှမသွားရေးလဲဆိုတော့ degree နော် attire attire ကိုပေါ်ပြဖို့အတွက် edited ရဲ့အနောက်မှာ adverb ကိုထားပြီးတော့ရေးတယ်အဲ့တော့ inner ဆိုဆိုတဲ့စကားလုံးကကျွန်တော်တို့ edited လဲသုံးလို့ရတယ်လို့ ever နေထားနဲ့လဲသုံးလို့ရတယ်အခုဒီ phrase တွေမှာကြတော့ ဒီ edit ချင်းချင်းက modify မလုပ်တဲ့အတွက်ကြောင့်ဒီ phrase ကိုကျွန်တော်တို့က clear ဒီ edit ဖြစ်တော့ enough ကို adverb လို့ပြောလိုက်တာเนาะ adverb က edit ကိုလည်းအထူးပြုတဲ့အတွက်ကြောင့်ဖြစ်တယ်နောက်တစ်ချက်ကကျွန်တော်တို့ manner အပြုအမူကိုဖော်ပြဖို့အတွက်ဆိုရင်လည်းကျွန်တော်တို့ reverse order တိုင်းသုံးလို့ရတယ်ဒီမှာဆိုရင် ready instantly ချက်ချင်းเนาะဒီ instant ဆိုတာချက်ချင်း အဆင်သင့်ဖြစ်နေတာပြောတာနော်အဲ့တော့ accepting အဆင်သင့်ဖြစ်နေတယ် ready the power of speaker adjective instantly က adverb ဒါပေမဲ့ ready ရဲ့အရှိမမရေးပဲအနောက်မှာရေးတယ် ever on manner ကိုပြောခြင်းဖြစ်တယ် open wide နော်ကြည်ကြည်ကြီးဖွင့်ထားတာမျိုးပြောခြင်းဖြစ်တယ် widely လို့မသုံးဘူးနော် w i d e y ဒီကျွန်မတို့ဒီနေ့ကပြောသွားတယ် flat ever အုပ်စုထဲမှာပါတယ် true to be alive spiritually နော်ဒီစိတ်ဝိညာဉ်ပိုင်းဆိုင်ရာရှင်သန်နေတာကိုပြောခြင်းဖြစ်တယ်နောက်တစ်ချက်ကကျွန်မတို့ ever or ိုင်းကိုဖော်ပြမယ်ဆိုရင်လည်း LDD ရဲ့အနောက်မှာထားပြီးရေးလို့ရတယ် available now now the ever all time ဖြစ်တဲ့ available က LDD အထူးတူပဲ use for later later ဒီကျွန်တော်တို့ adverb ဖြစ်တဲ့ use for က LDD added recently recently ဒီလဲကျမတို့ဒီ ever ဖြစ်တဲ့အရှင်းမှရှိတဲ့ added က added เนาะအသက်ဝင်နေတော့လို့ပြောခြင်းဖြစ်တဲ့နောက်တစ်ခုကျမတို့ဒီ ever be phrase ever be phrase ဆိုတာကတခြားဟာပြောတာမဟုတ်ဘူး preposition နဲ့စထားတဲ့ ဒီ time တို့ manner တို့เนาะဒီဒီ reason ဒီ purpose ဒါတွေကိုပေါ်ပြပေးဖို့အတွက်သုံးတဲ့ preposition နဲ့စတာသော phrase တွေကိုကျွန်တော်တို့ adverbial phrase လို့ခေါ်တယ်။အဲ့တော့အဲ့ဒီ preposition နဲ့ phrase တွေကို adjective နဲ့ပေါင်းပြီးတော့ adjective ရဲ့အနောက်မှာထားပြီး ရေးလို့ရတယ်။ဒီမှာဆိုရင် different in နဲ့ every sense เนาะအဲ့တော့က in every sense ဆိုတာကဘာကိုပြောတာလဲဆိုတော့ကဒီဖြစ်နိုင်တဲ့နည်းလမ်းအလုံး အကုန်လုံးမှာပေါ့နော် different ကွာဟာမှုတွေရှိနေတယ်လို့ပြောချင်းဖြစ်တယ်။တော့ဒီမှာဆိုရင် different the energy did in every sense ဆိုတဲ့အရာက ever via phrase နော် ever via phrase ကိုပြောချင်းဖြစ်တယ်။အဲ့တော့အဲ့ဒီ ever via phrase ကကျမတို့ဟို ever on manner အနေနဲ့သုံးထားချင်းဖြစ်တယ်။ဒီနည်းအပြင် ever phrase on manner တို့တူပဲဒီမှာဆို similar in appearance similar က power of speech energy did in appearance preposition in နဲ့စထားတဲ့အတွက်ကြောင့်သူကို ever be a phrase အဲ့တော့ရုပ်သွင်းပြင်အနေအထားလို့ပြောလိုက်တဲ့အတွက်ကြောင့်ဒါဒီလည်းပဲကျမတို့ ever be a phrase or manner ကို ပြောခြင်းဖြစ်ပါတယ်။ အဲ့တော့ဒီမှာကျွန်မ exam မှာဝက်ကြလီတွေပေးထားတယ်။အဲ့ဒီဝက်ကြလီတွေမှာက LGD ကို ever ရဲ့အရှိမထားပြီးတော့တွေ့ရမှာဖြစ်တယ်။အဲ့တော့ LGD ကို ever ever ရဲ့အရှိမထားတဲ့အခါကဘလို့အခြေမျိုးမှထားလဲဆိုရင် direction တို့ place တို့ manner တို့ time တို့နော်ကျွန်မတို့ဒီဒီ ever via phrase လို့ခေါ်တယ် preposition နဲ့စထားတဲ့ phrase တို့ဒီစကားလုံးတွေနဲ့တွဲပြီးတော့ LGD ကိုသုံးမဲ့ဆိုရင်ဒီ ever phrase တွေရဲ့အရှိမ LGD ကိုထား ားပြီးတော့သုံးမှာဖြစ်တယ်။အဲ့တော့ exam မှာစာကြည့်မယ်။သူဒီအတိုင်းအတာ degree ကိုပေါ်ပြပေးမှာဖြစ်တဲ့အတွက်ကြောင့် ever ကို AGD ရဲ့အနောက်မှာထားပြီးတော့ရေးထားခြင်းဖြစ်တယ်။ The evidence was clear enough to convince a jury เนาะဒီ jury တရားသူကြီးတွေကိုဆွဲဆောင်စီရင်ဖို့အတွက်ဒီ evidence အထောက်အထားတွေကဒီရှင်းရှင်းလင်းလင်းเนาะလုံလုံလောက်လောက်ရှင်းရှင်းလင်းလင်းဖြစ်ပါတယ်။ exam 2 his response was strongly enough to silence the critics ဒါဒီဒီဝေဖန်တဲ့သူတွေပေါ့เนาะ ေးဖန်သူတွေကိုတိတ်ဆိတ်သွားတော့တဲ့အထိသူရဲ့တုံ့ပြန်မှုကဒီ strong ဖြစ်တယ်ပေါ့နော်ခိုင်လုံမှုရှိတယ်နော် strong ဖြစ်တဲ့ example 3 the proposal sounded ambitious and a bad luck stretcher အဲ့တော့ proposal တခုရေးတော့မယ်ဆိုရင်ကျမတို့ဒီ result proposal ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ပေါ့နော်ဒီသူ့မှာဒီလိုအပ်တဲ့ဒီ structure တွေရှိတယ်เนาะဒီ mission တို့ vision တို့ဒီ objective တို့ goal တို့ဒီ logical framework တို့စသဖြင့်အဲ့တော့သူကရေးထားတာတော့ ambitious အနာအရန်ကိုမှရည်မှန်းချက်ကြီးတယ်ပေါ့เนาะအာဘာဖြစ်ဘာလို့ပြရမယ်ဘယ်လိုမျိုး result ရမယ်ဒါပေမဲ့ဒီ structure ကိုစဉ်းကြည့်လိုက်တဲ့အခါမှာဆိုရင် luck ဖြစ်နေတယ်เนาะဒီပြီးဆုံးမှုမရှိဘူးလို့ပြောခြင်းဖြစ်တယ်အဲ့တော့အတိုင်းအတာ degree ကိုပြောမယ်ဆိုရင် LGD ကို ever ရဲ့အရှိမထားပြီးရေးနိုင်တယ်နောက်တစ်ချက်ကျွန်တော်တို့ manner တို့မဟုတ် condition အပြူအမူအခြေ အနေအတွက်အခါပြန်ပြောမယ်ရာတစီဒီတော့ remain alive spiritually เนาะသူ devastated physically ဒီ spiritual เนาะစိတ်ဝိညာဉ်ပိုင်းစိတ်ဝိညာဉ်ပိုင်းအရာဆိုရင်တော့ဒီမြို့မြို့ရပေါ့เนาะဒီ alive စင်တန်နေတယ်ပေါ့စင်တန်ပြီးတော့ဆက်လက်ပြီးတော့ဒီ remain ဖြစ်နေတဲ့အဲ သို့တော့လည်းဒီ physically ရုပ်ပိုင်ဆိုင်ရာအပြည့်စုံတော့ devastated ဆိုတာကပျက်စီးယိုယွင်းနေတာကိုပြောခြင်းဖြစ်တယ် example 5 the door was open wide as if to welcome in anyone to enter အဲ့တော့ဒီတကားကြီးကဖွင့်လိုက်ရဲ့ကြီးရှိနေတယ်ပေါ့နော်ပွင့်အကြိုက်အဟိုအကြေကြီးဟထားတယ်ပေါ့နော်တကားကြီးပွင့်ထားတယ်တဲ့ as is be the get တို့ပေါ့နော် welcome in anyone to enter ဘယ်သူပဲဆိုနော်ဝင်လာဖို့တော့ welcome လုပ်နေတဲ့အတိုင်းပဲတကားကြီးကိုဖွင့်လိုက်ရဲ့ကြီးထားထားတယ် December 6, the team stayed united emotionally despite being distant geographically. နော် geographically ဆိုတာကဒီတယောက်တနေရာစီပေါ့နော်ဒီပထဝီနေထားအရနော်အရှိဟိုကဘာအရှိဘက်ခြံရောက်လိုက်နောက်ဘက်ခြံရောက်လိုက်အဲ့လိုမျိုးဝေးကွာနေတယ်မှန်တော်လဲဒီအသင်းအဖွဲ့ကပေါ့နော်ဒီဒီ emotion နဲ့အရာကတော့ united နော်စုစည်းမှုရှိတယ်လို့ပြောခြင်းဖြစ်တယ်အဲ့တော့ဒါတွေကကျွန်တော်တို့ condition ဒီ men နော်အပြုအမူတွေကိုဖော်ပြဖို့အတွက်ဆိုရင် agency ကို adver ရဲ့အရှိမထားပြီးတော့ရေးတယ်။နောက် example ကကျွန်တော်တို့ place နေရာတမဟုတ် direction လားရအတွက်ဆိုရင်အဲ့ဒီ adjective ကို ever ရှိမှထားပြီးတော့ရေးမယ်ကြည့်ရအောင်ဟာ influence သူမရဲ့လွှမ်းမိုးမှုကတဲ့ was visible everywhere in the organization ဒီအဖွဲ့အစည်းထဲမှာပေါ့နော်ဒီသူမရဲ့လွှမ်းမိုးမှုကိုနေရာတိုင်းမှာမြင်ရတယ် visible the power of energy တဲ့အရှိမဘီဘကိုသုံးထားတယ် everywhere the ever or place နေရာကိုဖော်ပြခြင်းဖြစ်တယ်သူတူပဲ example 8 the message remain unclear within the broader context brother ဆိုတာကကျမတို့ကြဲပြောအကြက်ကြဲတာပေါ့နော် content အတူအကြောင်းအရာတွေတအားကူမှာ block ဖြစ်တဲ့အတွက်ကြောင့်ဒီ page နဲ့ message ကရှင်းရှင်းလင်းလင်းမဖြစ်နေဘူးလို့ပြောချင်းဖြစ်တယ်ဒီ within เนาะဒီ outside တို့ inside တို့ ups တွေ downs တွေ within အဲ့တော့အဲ့ဒါတွေကလည်း ever or place ကိုပဲပြောချင်းဖြစ်ပါတယ်နောက်တစ်ခုကျမတို့ his idea เนาะ became popular abroad သူ ignore at home အဲ့တော့သူ့ရဲ့ဒီ idea တွေကပေါ့နော်ဒီပြည်ပမှာဆိုရင်ဒီ popular ဖြစ်ပေမဲ့သူ့ရဲ့ပြည်တွင်းမှာဆိုရင်တော့လိမ့်လျှူခံရတယ်ပေါ့နော်ဒါမျိုးကိုပြောချင်းဖြစ်တယ်နောက်တစ်ချက်ကျွန်တော်တို့ time ပေါ့နော် time နဲ့ state အဲ့တော့ the the resource is available now ဒီအရင်အမြင်ကအခုချိန်မှာရနိုင်သေးတယ်သို့တော်လည်း it may not be used for later နောက်ပိုင်းမှာတော့ use for မဖြစ်တော့ဘူးတဲ့ဒါမျိုးပြောချင်းဖြစ်တယ်နော်ဒါကဟို နဲ့အချိန်ကာလကိုဖော်ပြပေးတယ်ဒီမှာ time ဆိုရင် ever or time နောက်ခုကျမတို့ later လဲထူထူပဲเนาะ the law remain valid and in recently မကြသေးမီအချိန်အထိเนาะဒီ valid ဖြစ်တယ်ဆိုတာက အကျုံးဝင်တယ်ဒီဥပဒေက မကြသေးမီအချိန်အထိ valid ဖြစ်နေထုံးပဲเนาะဒါအချိန်ကာလကိုဖော်ပြဖော်ပြပေးတယ်ထူထူပဲ the solution seemed effective initially but fell over time ဒီဖြည့်ရှင်းချက်ကပေါ့เนาะ seem ဖြစ်ပုံပေါ်သည်ထင်ရသည် effective เนาะ initially ကနေဥမာတော့ကထိရောက်မှုရှိတယ်လို့ထင်ရတယ်သို့တော်လည်းပဲ over time ိုင်းအချိန်နေကြလာတာနဲ့အများကြာရှုံးမှုတွေဖြစ်လာတယ်ပေါ့နော် အဲ့တော့ကျွန်မဒီနေ့ပြောပြထားတဲ့ပင်ကန်းစာတွေပြန်ပြီးတော့ summer life ပြန်ပြီးတော့လုပ်မယ်ပေါ့နော်အဲ့တော့ edit ရဲ့ ever ရဲ့ကိုကျွန်မတို့အတူတူတွဲပြီးတော့သုံးမယ် collocation ဒီနေ့အပြည့်စုစည်းပြီးတော့သုံးတာအဲ့လိုမျိုးသုံးတဲ့အခါမှာဆိုရင်ကျွန်မတို့ကဒီ ever ကို edit ရဲ့အရှင်းမှာထားပြီးတော့ရေးလေးရှိတယ်ဒီမှာ exam မှာ extremely tired ရဲ့ along a mean ပင်ပန်းတဲ့ tired ဒီ pause ပြီး edit အဲ့ဒါကို extremely ဆိုပြီးတော့ကျွန်မတို့သုံးတယ်ထို့အတူပဲကျွန်မတို့ completely ready လုံးဝကိုမှအစဉ် သင်ဖြစ်နေပြီအဲ့တော့ဒီ12လုံးတွေကကျွန်တော်တို့ memorize လုပ်ဖို့တော့လိုတယ်သူတို့ latest speaker တွေသုံးတဲ့အတိုင်းသုံးဖို့အဆင်ပြေမှာပေါ့နော်တို့အတူပဲကျွန်တော်တို့ရှောင်ရမယ့်အချက်တစ်ချက်ရှိတယ်အဲ့ဒီဒီသုံးလိုက်တဲ့ intensifier ပေါ့နော်ဒီပို့ပြီးတော့ဒီ strong ဖြစ်သွားအောင် သုံးတဲ့ဒီ absolutely တို့ completely တို့ utterly တို့အဲ့ဒါတွေကိုယူသုံးတဲ့အခါမှာကျွန်တော်တို့ဒါပဲနှစ်ခါထပ်သုံးလို့မရဘူးเนาะဒီမှာ exam မှာပေးထားတယ် very extremely very ဒီလဲ intensifier ပဲ extremely ဒီလဲ intensifier ပဲအဲ့တော့ကိုကျမတို့က very extremely အလွန်အလွန်အဲ့လိုမျိုးထပ်ပြီးတော့သုံးနေဆိုရင်တော့ဒါကမှားတယ်ပေါ့နော်ငငယ်ကကျမတို့ဒီ correction ပေးတဲ့ခါမှာလေ very good very very good ဒါမျိုးတွေသုံးတယ်အဲ့ဒါကဒီ casual ရဲ့တနည်းအားဖြင့် informal မှာဆိုရင်မှန်တယ်ဒီ formal writing မှာဆိုရင်ဒါမျိုးကရှောင်ရမှာဖြစ်တယ်ပေါ့နော် formal writing မှာပို့ပြီးတော့တီးကြတဲ့နော်ဒီ highly affected တို့ deeply concerned တို့ဒါမျိုးပေါ့နော်တလုံးတန်းနဲ့ထိထိရောက်ရောက်ဖြစ်တဲ့အရာတွေကိုသုံးရမ ဲ့သူတို့ပဲကိုကဒီ creative เนาะဒီဖန်တီးပြီးတော့ရေးသားခြင်းတဲ့အခါမျိုးအဲ့လိုမျိုးမှဆိုရင်လေကျွန်တော်တို့တတိထားဖို့လိုတယ်ဒီမှာဆိုရင် painfully beautiful ပေါ့เนาะဒီဒီဘယ်လိုပြောမလဲနာနာကျင်ရရဆက်ဆက်လှတယ်အဲ့လိုမျိုးပြောခြင်းဖြစ်တယ်เนาะ painfully beautiful ဒီအတုံးကဒီဟိုပါပေါ့เนาะဒီနာနာကျင်ကျင်လို့ကျွန်တော်တို့ပြောတာမဟုတ်ဘူးเนาะရရဆက်ဆက်လှတာသူတို့ပဲ hauntingly quiet တရဲ၆လောင်းအောင်ကူမှဒီတိတ်ဆိတ်နေတာပေါ့เนาะလုံးဝကူမှ၆ချာလောင်းအောင်ကူတိတ်ဆိတ်နေတယ်ဆိုတဲ့သ ဘောမျိုးဖြစ်တယ်အဲ့တော့ဒီ collocation သုံးတဲ့အခါမှာသူတို့သုံးထားတဲ့အရာအထူးသဖြင့်ဒီစာများများဖတ်ဖို့လိုတယ် listening များများနားထောင်ဖို့လိုတယ်သူတို့သုံးတဲ့အတိုင်းကိုကသုံးပေးဖို့လိုတယ်နောက်တစ်ချက်ကျွန်တော်တို့ adjective ever collocation လို့ပြောလိုက်တဲ့အတွေ့အကြုံ ever ရဲ့အလုပ်က adjective ကိုအထူးပြုတော့ adjective ရဲ့ရှေ့မှာထားပြီးတော့ရေးတယ်တို့တော့အင်္ဂလိပ်စာမှာအများအားဖြင့်ချွင်းချက်ရှိတယ်လို့ကျွန်မပြောတယ်အဲ့တော့ဒီချွင်းချက်အနေနဲ့ ဒီ edge date ကိုလည်း ever ရဲ့ရှေ့မှာထားပြီးတော့ရေးလို့ရတယ်ဘလို့အနေထားမျိုးမှာရေးမလဲဆိုတော့ကျမတို့ ever be ရဲ့ phrase တွေကို သုံးတဲ့အခါမျိုးမှာဆိုရင်ရေးတယ်အဲ့တော့ ever be ရဲ့ phrase ကိုကျမတို့အလွယ်ဆုံးပြောရမယ်ဆိုရင် ever phrase တွေကိုပြောခြင်းဖြစ်တယ် ever phrase ကလည်းများများစားစားမဟုတ်ဘူးဒီ place ရဲ့ manner ရဲ့ direction ရဲ့ကျမတို့ reason အကြောင်းပြချက် purpose ရည်ရွယ်ချက်เนาะဒါတွေကိုဖော်ပြပေးတဲ့စကားလုံးတွေ time ပေါ့เนาะအကုန်လုံးပါတယ်၅ခုပဲရှိတယ်ဒါတွေနဲ့သုံးမယ်ဆိုရင်เนาะ edge video ကို ever ရဲ့အရှိမထားပြီးရေးနိုင်တယ်ပေါ့နော်အဲ့တော့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲအဆင်ပြေမယ်လို့ယူဆပါရစေကျေးဇူးတင်ပါတယ်ရှင်